ိုစလေလောင်းစစ်စစ်တဲ့အချိန်အတွင်းမှာကန့်ကွက်မှု မရှိခဲ့တာကြောင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသိန်းညွတ်ကိုကိုစလေလောင်းအဖြစ်စစ်စစ်ပေးလိုက်တာဖြစ်တဲ့အကြောင်းမူဝင်ခရိုင်လဝကကပြောပါတယ်လင်းဆက်အောင်သတင်းပေးပို့ထားပါမယ်အူဝင်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပြည်တော်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီကဝင်ရောက်ရှင်ပြိုင်မဲ့လက်ရှိသမ္မတရုံးဝန်ကြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသိန်းညွန့်ကိုကိုယ်စားလှယ်လောင်းအရေးချင်းနဲ့မကိုက်ညီတာကြောင့် ရွေးကောက်ပွဲကော်မရှင်ကိုတိုင်ကြားခဲ့ပေမဲ့စစ်စစ်ဆောင်ရွက်ပေးခဲ့တာမျိုးမရှိခဲ့ဘူးလို့တိုင်ကြားသူဦးစိန်ဝင်းကပြောဆိုခဲ့ပါတယ်။မိုးဝင်းခရိုင်လာဝကရုံးကတော့ကိုစလေလောက်စစ်စစ်တဲ့အချိန်အတွင်းမှာကန့်ကွက်ခဲ့တာမျိုးမလုပ်ခဲ့တာကြောင့်ဥပဒေအတိုင်းကော်မရှင်ရုံးကိုတင်ပေးလိုက်တာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။သူတို့တောင်းရင်အဲ့အချိန်မှာမဆောင်ရဲတဲ့အဲ့အချိန်မှာကျွန်တော်တို့ကစက်ပြီးရတဲ့ကျွန်တော်တို့ဆောင်ရဲကိုတင်ရမယ်ကြောင့်တင်ပြီးဖြစ်သွားပါတယ်။ခုနကတော့ပေါ့ကျွန်တော်ဘက်ကကျွန်တော်တို့ဘက်ကလည်းရွေးကောက်ပွဲကော်မရှင်မှာပါတဲ့ ဒါစီစစ်တဲ့ဘက်ဆက်ဦးကလည်းလိုရမယ့်တာဝန်ရှိပါတယ်။ကိုယ်စလုံးမကလိုရတာဝန်။သူ့လို့သူ့လို့ကျွန်တော်တို့လိုတာ။ဒါအားလုံးလေကိုယ်စလုံးလိုရမှာလည်းတတ်မှတ်ထားတဲ့ဥပဒေ new ဥပဒေ CBC ကနေဖြစ်ပါတယ်။ကျွန်တော်တို့ကလည်းဥပဒေ new ဥပဒေ CBC ကနေတဲ့ကြောင့်ဒါကသူတို့အချိန်မီဖြစ်တယ်မဖြစ်ဘူးလား။ဒီဥပဒေကဘုမထွက်တာမဟုတ်ဘူးလေ။ဒါအစိုးရကသူတို့ဘက်ကဆောင်ရပြ။သူတို့ဘက်ကမဆောင်ရတဲ့ကျွန်တော်တင်တာမဆောင်လို့တင်တာမဟုတ်ပါဘူးလေ။ကျွန်တော်တတ်မှတ်တဲ့စစ်စီစီစီရမယ့်အချက်တွေကျွန်တော်စီစစ်တယ်။သူတို့ဖတ်ကြားတယ်၊ကန့်ကွက်ဖို့ရှိတာကျွန်တော်မေးတယ်။ကျွန်တော်ဘက်ကတာဝန်ချေသွားပြီလေ။ဦးသိန်းညွန့်မွေးဖွားတဲ့အချိန်ကမိဘနှစ်ပါးလုံးဟာ နိုင်ငံသားပြုခွင့်မရသေးတာကိုပြန်လည်စစ်စစ်ပေးဖို့ကန့်ကွက်ထားခဲ့ပေမဲ့မူဝင်ခေကော်မရှင်ကတော့လာဝကယုံစစ်စစ်ပေးလိုက်တဲ့အတိုင်းကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။လာဝကစစ်စစ်ပြီးတော့မှသူသူတို့ဘတ်တာဖိုင်လုပ်ထားတဲ့ပုံမှာဒါကျွန်တော်ကိုယ်စားလှယ်လောင်းကိုစစ်စစ်ပြီးထုတ်တာ။သူတို့တင်ပြရတဲ့အချက်ပေါ်မှာစစ်စစ်ပြီးထုတ်တာ။ခရိုင်ရေကောက်ပွဲကော်မရှင်ကတော့ပြည်သူလူထုကိုယ်စားလှယ်လောင်းအဖြစ်စင်းတင်သွင်းထားတဲ့ဦးသိန်းညွန့်ရဲ့ကိုယ်အချက်လက်တွေကိုပြန်လည်စစ်စစ်ဖို့မလိုဘူး။ ဥပဒေနဲ့အညီစစ်စစ်ထားပြီးသားဖြစ်တယ်လို့ပြောပါတယ်။ဒါအပြင်ကံကွက်စာဟာနောက်ကျနေပြီလို့ပြောဆိုလိုက်တာကြောင့်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်မူပင်မြို့နယ်ပြည်သူ့လူတော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ဦးစိန်ဝင်းကအခုလိုဝေဖန်လိုက်ပါတယ်။အချင်းမီမတင်ပြတဲ့အတွက်ဒီအမားရတော့မတက်နိုင်တော့ဘူးကျွန်တော်တို့အတီပဲလို့ပြောတာဒါတာဝန်ယူမှုရှိဘူးဒီအမားဒီကျွန်တော်တို့ခရိုင်ကော်မရှင်ဥက္ကဋ္ဌဟာရွက်ကွယ်ဥပဒေရဲ့သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းသတ်မှတ်ချမှတ်ထားတဲ့ဥပဒေကို ကျွန်တော်ကအတိုင်းနိုင်ဆုံးကျွန်တော်ကထိန်းချောင်းမျိုးဥပဒေနဲ့အညီဆောင်ရွက်ရမှာသူ့ရဲ့အဓိကတာဝန်အဲ့တော့ဥပဒေညီဆုံးတာယူနောက်ကြမှာလာတင်နေလို့ကျွန်တော်မတတ်နိုင်ဘူးဆိုတာဒါအကြံမပြောအဲ့တာဝန်ယူမှုတာဝန်ယူမရှိဘူးလို့ကျွန်တော်ဒီလိုပဲတုံးပြည်သူတို့တို့ရွေးကောက်ပွဲဥပဒေအခမ်းအနားပုံမှန်30ပုတ်ခွဲကမှမွေးဖွားစဉ်ကနိုင်ငံသားမဖြစ်သေးတဲ့မိဘတစ်ပါးပါးမှဖြစ်စေနှစ်ပါးစလုံးမှဖြစ်စေမွေးဖွားတဲ့နိုင်ငံသားများကိုတင်မြောက်ပိုင်ခွင့်မရှိစေရလို့ဖော်ပြထားပါတယ်။ဒါကြောင့် ကျန်းခံရေးပါတီကမဟုတ်တဲ့တချို့ပါတီတွေမှာတော့မိဘတွေဟာနိုင်ငံသားမဖြစ်လို့ဆိုပြီးရွေးကောက်ပွဲကော်မရှင်ကပယ်ချခံခဲ့ရတဲ့ကိုယ်စားလှယ်လောင်းတွေလည်းရှိပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါ